5ပါရှင်ရန်ကုန်ခေတ်သစ်ရဲ့နေ့လည်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။အော်နာရှင်အသံရွှေကောင်ထဲဖော်ခဲ့တဲ့စိုက်ပျိုးရေးစုံစီမံကိန်းကမြေကွက်တွေကိုမင်းအောင်လိုင်းကပြန်လည်သိမ်းယူပြီးဘူဂျုံဟောင်းတွေရဲ့မြေကွက်အများအပြားအသိမ်းခံလိုက်ရတယ်လို့နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကပြောပါရယ်။မင်းမှုမြို့နယ်မှာလဖေးရည်ဆိုင်ဘီယာဆိုင်နဲ့ကုန်ပစ္စည်းအယောင်ဆိုင်တွေကိုဝင်ရောက်ပြီးစစ်တပ်ကလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးလိုက်တဲ့သတင်းအပါအဝင် နေ့လည်ခင်သတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အာနာရှင်အောင်တန်းရွှေအကောင့်ထွေဖော်ခဲ့တဲ့စင်တလုံးတရက်စိုက်ပျိုးရေးဆောင်စီမံကိန်းကမြေွက်တွေကိုမင်းအောင်လိုင်းအမိတ်နဲ့ပြန်လည်သိမ်းယူလိုက်တယ်လို့နေပြီးတော့စစ်ဘက်သတင်းရင်းမြစ်ကပြောပါရယ်။အာနာရှင်အောင်တန်းရွှေက2006ခုနှစ်မှာနေပြီးတော့ကိုအထိုင်ချမြို့တယ်ပြီးတဲ့နောက်2010ခုနှစ်မှာတော့စင်တလုံးတရက်စိုက်ပျိုးရေးဆောင်ကိုထူထောင်ခဲ့တယ်လို့သိရပါရယ်။ အဲ့ဒီစိုက်ပျိုးရေးဇုံကိုထူထောင်တဲ့အခါမှာဇုံ1နဲ့ဇုံ2အဖြစ်ထူထောင်ခဲ့ပြီးဇုံ1မှာတော့အာနာရှင်အောင်တန်းရွှေမိသားစုကမြေကွက်ဧက900ကျော်ရယူခဲ့တယ်လို့လည်းသိရပါဗျ။အဲ့ဒီချိန်ကထိတ်တန့်ဗိုလ်ချုပ်တွေဖြစ်ကြတဲ့ရွှေမန်း၊တိန်းစိန်၊ထေးဦး၊စိုးနိုင်အပါဝင်ဗိုလ်ချုပ်ဟောင်းတွေနဲ့ဝင်ကြီးဟောင်းတွေကိုလည်းစင်းတလုံးတည့်ရစိုက်ပျိုးရေးဆောင်မှာအ ਨੇ စုံမြေအေက90ကနေအေကရာချီပေးထားခဲ့တယ်လို့လည်းသိရပါဗျ။ အာနာရှင်အောင်တန်းရွှေကစေတလုံးတည့်ရဲ့စိုက်ပျိုးရေးဆောင်တဲ့အဖြစ်နေပြည်တော်အတွင်းမှာရှိတဲ့ဒေခိနာတီဗီဥတ္တရာတီဗီလေဝင်းနဲ့တက်ကုန်းမြို့နယ်မှာအကောင့်ထွေဖော်ခဲ့ပြီးစေတလုံးတည့်ရဲ့စိုက်ပျိုးရေးဆောင်တဲ့အဖြစ်ကတော့ရမဲသိန်းနဲ့ပျော်ပွေမြို့နယ်တို့မှာအကောင့်ထွေဖော်ခဲ့တယ်လို့သိရပါတယ်။အာနာရှင်အောင်တန်းရွှေရယူထားတဲ့စိုက်ပျိုးရေးဆောင်မြေကွက်တွေကတော့နှစ်တိုင်းစိတ်တလုံးတည့်ရတွေကိုပုံမှန်စိုက်ပျိုးနေပြီးတစ်နှစ်ကိုငွေကျပ်350ကနေစတင်ကား ပုတ်ပြက်စနစ်နဲ့တရက်သီးတွေကိုပြန်လည်လက်လွဲရောင်းချနေတယ်လို့သိရပါတယ်။ဘိုးကျော်အောင်ထေးဦး၊ကြန့်ခိုင်ရေးပါတီဥက္ကဋ္ဌဟောင်းတန်းထေးနဲ့ဘိုးမူးကျော်အောင်မောင်မောင်သိန်းတို့အပါအဝင်ဘိုးကျော်ဟောင်းနေရဲ့မြေကွက်တွေကိုတော့အဲ့ဒီတရက်စိုက်ပျိုးရေးဆောင်မှာတရက်ပင်စိုက်ပျိုးတာမရှိဘူးဆိုပြီးမင်းအောင်လိုက်အမိန့်နဲ့ပြန်လည်သိမ်းယူခဲ့ကအတနာကန်စာတင်တာတွေလည်းလက်မခံဘူးလို့သိရပါတယ်။ အာနာရှင်ရောက်တန်းရွှေကတော့အဲ့ဒီမြေကွက်တွေမှာစိန်တလုံးတည့်ရက်ပြီးစိုက်နေလို့ပြန်အသိခံရတဲ့တဲမှာတော့မပါဘူးလို့သိရပါတယ်။မင်းရောက်လိုင်းကတန်းရွှေအကောင့်ထဲပေါ်ခဲ့တဲ့စိန်တလုံးတည့်ရက်စိုက်ပျိုးရေးဆောင်ကမြေကွက်တွေကိုပြန်လည်သိမ်းယူတဲ့အခါမှာတော့2018ခုနှစ်မှာပြင်ဆင်ထားခဲ့တဲ့မြေလုံးမြေလက်နဲ့မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေနဲ့ပြန်လည်သိမ်းယူရဲဆိုတာကိုတရားဝင်ကြေညာထားပါတယ်။နေပြီးတော့စတင်ထူထောင်တဲ့အချိန်မှာတော့စိန်တလုံးတည့်ရက်စိုက်ပျိုးရေးဇုံတင့်နဲ့ဇုံနစ်ကမြေကွက်တွေက တန်ကြီးမရှိပေမဲ့လေအခုကတော့အဲ့ဒီစိုက်ပျိုးရေးဆောင်ကမြေခွက်တွေဟာတန်ကြီးအဖြစ်သိမ်းထောင်ကြီးရှိလာတာကြောင့်မြေခွက်တွေကို ပြန်လည်ရယူတာလို့နေပြည်တော်စစ်ဘက်တရင်ရေးမိကဆက်လက်ပြောပါရရှင်။ EOWD တိုင်းဘက်ကတရင်ကိုတင်ဆက်ပေးပါမယ်။ EOWD တိုင်းလေးမျက်နှာမြို့နယ်မှာအကြမ်းဖက်စစ်တပ်ကတရွာကိုလူခုနှစ်ဦးနှုံနဲ့ပြည်သူစစ်တင်တဲ့တရောက်ဖို့ကိုဖိအားပေးခေါ်ဆောင်နေပြီး တင်နန်းမတက်တဲ့ရွာတွေကိုတပုံရွာဖြစ်တက်မှတ်မယ်ဆိုပြီးချင်းချောင်းနေတယ်လို့ဒေတာတွေးတရင်ရင်မိကရန်ကုန်ခေတ်စ်ကိုပြောပါရင်စတင်မာလာပိုင်းကနေစတင်ပြီးအကြံဘတ်စစ်တပ်ကလေးမျက်နှာမြို့နယ်အတွင်းမှာရှိတဲ့ကြေးရွာတွေကိုတရွာကိုလူခုနှစ်ဦးနှုံနဲ့အနှဲ့ကျပြည်သူစစ်တင်တဲ့တက်ရောက်ဖို့ကိုဖိအားပေးခေါ်ဆောင်နေတယ်လို့သိရပါတယ်။လက်ရှိချိန်မှာတော့လေးမျက်နှာမြို့နယ်အတွင်းမှာရှိတဲ့တောင်စင်းရွာ၊တံမြာကုန်းရွာ၊ကြက်ပောင်ကုန်းရွာ၊ကြီးပင်ရွာ၊ကြောက်တလုံးရွာ၊ပိန်နေကွင်းရွာစတဲ့ကြေးရွာတွေကနေ တရွာကိုလူခုနှစ်ဦးနှုံအလှဲ့ကြပြီးသူစစ်တင်တဲ့တက်ရောက်ဖို့အတွက်အကြမ်းဖက်စစ်တပ်ကအုပ်ချုပ်ရေးမှုတွေကနေတဆင့်ဖိအားပေးခေါ်ဆောင်နေတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလ16ရက်နေ့မှာစက်ပေါင်ကုန်းကြီးွာကပြီးသူခုနှစ်ဦးကိုခေါ်ဆောင်က အကြမ်းဖက်စစ်တပ်ကစေတနာပန်းခင်မှာပြီးသူစစ်တင်တဲ့စတင်ပေးနေပြီးပြီးသူစစ်တင်တဲ့ကိုမတက်ရောက်တဲ့ကြီးွာတွေကိုတော့အကြမ်းဖက်စစ်တပ်ကတပုံရွာဖြစ်သတ်မှတ်မယ်ဆိုပြီးချင်းချောင်းနေတယ်လို့သိရပါတယ်ရှင်။ မကွေးတိုင်းဘက်မှာတော့မကွေးတိုင်းမင်းဘူးမြို့နယ်မှာလက်ဖက်ရည်ဆိုင်ဘီယာဆိုင်နဲ့စောက်လုပ်ရေးပစ္စည်းအယောင်ဆိုင်တွေအထဲကိုပါစစ်တပ်ကဝင်ရောက်ပြီးလူငယ်တွေကိုပေါ်တာဆဲဖမ်းဆီးနေတယ်လို့မင်းဘူးမြို့နယ်အခြေစိုက်ပရိုက်တာဖွဲ့ဝင်တချို့နဲ့ကင်းတောက်ဖွဲ့တချို့ကရန်ကုန်ခေတ်သစ်ကိုပြောပါရယ်အခုစက်တင်ဘာလအတွင်းမှာစစ်တပ်ကမင်းဘူးမြို့နယ်နဲ့စကူးမြို့တို့မှာ ပေါ်တာဆွဲတာတွေကိုနေရောညပါဆောင်ရွက်လာပြီးလမ်းစုံလမ်းကွာတွေမှာပါပေါ်တာဆွဲဖမ်းဆီးတာမဟုတ်တော့ဘဲလက်ဖက်ရည်ဆိုင်နဲ့ဘီယာဆိုင်တွေတဲကိုပါဝင်ရောက်ကောင်ဆိုင်ထိုင်နေတဲ့လူငယ်တွေစိုင်းဝင်တန်းတွေကိုပါပေါ်တာဆွဲဖမ်းဆီးလာတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလ23ရက်နေ့ညနေပိုင်းမင်းဘူးမြို့ပေါ်မှာရှိတဲ့ထိုးကြော်တပ်ဆောက်လုပ်ရေးပစ္စည်းဆိုင်ကိုစစ်တပ်ကဝင်ရောက်စီးနင်းပြီးဆိုင်ဝင်တန်းလူငယ်တွေကိုစစ်မှုထမ်းရမယ်ဆိုကဖမ်းဆီးသွားတဲ့အပြင် လက်ဖက်ရည်ဆိုင်တဲ့ဘီယာဆိုင်တွေကိုလည်းညာပိုင်းအချိန်ဝင်ရောက်ခေါင်းမှတ်ပုံတင်စစ်ဆေးပြီးမှတ်ပုံတင် မရှိသူတွေကိုခေါ်ဆောင်ပြီးပေါ်တာဆွဲဖမ်းဆီးနေပါတယ်။ဒါအပြင်စကူးမျိုးပေါ်မှာလည်းအဲ့ဒီလိုပဲပေါ်တာဆွဲတာတွေကအရှင်ဟုံနဲ့ဖြစ်ပွားနေတယ်လို့သိရပါတယ်။အဲ့ဒီအပြင်မင်းဘူးမြို့နယ်ထရီယုံယုံကမိသက်တက်ဖွဲ့ဝင်တွေပရိုက်တာဖွဲ့ဝင်တွေကိုည6:00နာရီကျော်ရင်ကယ်ဆယ်ရင်းနဲ့မိဘအန္တရာယ်ကိစ္စရပ်တွေဆောင်ရွက်မယ်ဆိုရင်တော့သူတို့စီကိုနမယ်စီရင်တဲ့တကွာအကြောင်းကြားဖို့နဲ့ မလိုအပ်ရင်ပြင်ပကိုမထွက်ဖို့ကိုနှုတ်နဲ့တတိပေးထားပြီးမှားရဖန်းစီခံရရင်လဲချက်ချင်းအကြောင်းကြဖို့ပြောထားတယ်လို့သိရပါတယ်။မင်းမှုမျိုးနဲ့တဝဲမှာလူငယ်တွေကိုပြစ်မှတ်ထားပေါ်တာဆွဲဖန်းစီနေပြီးအခုရပိုင်းရွှေတောင်ကြီးနယ်ပွဲကနေပြန်လာတဲ့လူငယ်နှုတ်ကိုဖုန်းထဲမှာ VPN တွေ့ရှိမှုနဲ့ပေါ်တာဆွဲဖန်းစီခဲ့ပါသေးတယ်။ဒါအပြင်ပြီးခဲ့တဲ့စတေမာလာ၁၇ရက်နေ့ကလည်းမင်းမှုမျိုးကျွဲသူမြောင်ကြီးရွာမှာစိုင်းငယ်တွေကိုစစ်တပ်ကဖန်းစီစစ်ဆေးတဲ့အချိန်လိုင်စင်မဲ့စိုင်းငယ်စီးမှုနဲ့ ရွှေရောင်တောရွာကလူငယ်တအူးကိုစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးသွားခဲ့သေးတယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်ကစတေမာလ15ရက်နေ့ကနေစတင်ပြီးစစ်မှုထမ်းအပတ်စဉ်စခုံကိုဖွင့်လှစ်ခဲ့ပါသေးရဲ့ရှင်။ဆလဘီမကွေးတိုင်းဘက်ကသတင်းကိုတင်ဆက်ပေးပါမယ်။မကွေးတိုင်းမြိုင်မြို့နယ်တရက်ကံမှာထမ်းတက်နေတဲ့ပြူစောထီတွေကိုတွားရောက်တိုက်ခိုက်ခဲ့တာကြောင့် ြူစောကြီးတွေထိခိုက်မှုရှိတယ်လို့တီဝိုင်းကေပြောက်ကြားတပ်ဖွဲ့ရဲ့ရဲဘော်စောကြီးကရန်ကုန်ခေတ်စ်ကိုပြောပါရယ်ပြီးခဲ့တဲ့စက်တင်ဘာလ18ရက်နေ့မှာမြိုင်မြို့နယ်တောင်ပိုင်းမှာရှိတဲ့တရက်ကံပြူစောတီရွာကပြူစောတီတွေထန်းတက်နေတဲ့အချိန်တော်လန်ရေးတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲဒီတိုက်ခိုက်မှုအတွင်းမှာပြူစောတီတွေထိခိုက်မှုရှိပြီးအရင်အတွက်ကတော့အတိမပြုတ်နိုင်သေးပဲတိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်မှာတော့တော်လန်ရေးရဲဘော်တွေကတော့ထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ အဒီတိုက်ခိုက်မှုကို TYK ပျောက်ကြားတပ်ဖွဲ့မြိုင်ပကဖတက်ခွဲတတက်ခွဲနှင့်ဂလုံတောင်းမှန်အဖွဲ့စကြာသေးတာကာကွယ်ရေးအဖွဲ့အညာမြေတပ်ပေါင်းစု PLC တောင်းညီနောင်အဖွဲ့မုံတိုင်းအဖွဲ့ညောင်ပင်အောက်တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်ရှင်။စကိုင်းနိုင်ဘက်ကိုကြည်အောင်ပါ။စကိုင်းနိုင်ခင်ဦးမြို့နယ်အတွင်းစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်ကိုကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့်စစ်တပ်ဘက်က ထိခိုက်သေးဆုံးမှုများပြားပြီး တက်ပြန်ဆုတ်သွားတယ်လို့ခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ်သစ်ကိုပြောပါရယ်ပြီးခဲ့တဲ့စက်တင်ဘာလ18ရက်နေ့မှာရွှေဘိုလေးကျင့်ရင်ရှင်းနဲ့ရွှေဘိုဘုတ်ကုန်းလမ်းပိုင်းကစစ်သားတွေပြူစောထီတွေပူပေါင်းထားတဲ့အင်အား80ခန်းပါစစ်ကြောင်းဟာခင်ဦးမြို့နယ်မကြီးတုံပြူစောထီရွာဘက်ကိုစစ်ကြောင်းထိုးလာခြင်းတော်လန်ရေးတပ်ဖွဲ့တွေနဲ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။တိုက်ပွဲအတွင်းမှာကျမ်းဘတ်စစ်တပ်ကထိခိုက်သေးဆုံးမှုများပြားတာကြောင့် စစ်တပ်စစ်ကြောင်းဟာညာတွင်းချင်းဗုတ်ကုန်းနဲ့လေးချင်းရှစ်ဘက်ကိုပြန်လဲဆုတ်ပြေးသွားတယ်လို့သိရပါတယ်။အဲ့လိုတိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်မှာတော့တော်လန်ရေးတပ်ဖွဲ့တွေကနေမီရှင်းလင်းရေးပြုလုပ်ချိန်မှာ MA4 တလက်တလက် MA5 ပစ္စတိုတလက်တလက် RPG အဖူးအီနာဂါ40မမဗုံးတွေကြည်ပေါက်တွေနဲ့စစ်သုံးဆောင်ပစ္စည်းတွေကိုတင်စီရရှိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုကိုရွှေဘိုခရိုင်အမှတ်3တပ်ရင်းခေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မြို့နယ်ပကဖ ိုင်းနယ်ပကဖများနဲ့မြို့နယ်ပါလာဖတို့ကပူပေါင်းလှုပ်ဆောင်ခဲ့ကတော်လန်ရေးရဲဘော်တွေကတော့အထူးကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်ရှင်။ဆလတ်တင်ဆက်ပေးမဲ့တဲ့ရင်ကတော့စကောင်းတိုင်းပလဲမြို့နယ်မှာစစ်မှုထမ်းသသားတဲ့တူတနတ်တလက်ယူဆောင်လာပြီးအလင်းဝင်ရောက်လာတာကြောင့်ငွေကျပ်350စုချိမင်းခဲ့တယ်လို့ရေမဘေခိုင်အမှတ်31တည်ရင်ရဲ့တာဝန်ရှိသူတူဦးကရန်ကုန်ခေတ်တက်ကိုပြောပါရယ် ပြီးခဲ့တဲ့စက်တင်ဘာလ9ရက်နေ့မှာပလဲမြို့နယ်အတွင်းကိုစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်ဘက်ကစစ်မှုထမ်းတသားသည့်ကိုနိုင်ရဲလင်းဟာတနက်တက်ယူဆောင်လာပြီးရင်းမပင်ခရိုင်အမှတ်37တပ်ရင်းစီကိုအလင်းဝင်ရောက်လာခဲ့တယ်လို့သိရပါတယ်။အလင်းဝင်ရောက်လာတဲ့စစ်မှုထမ်းတသားသည့်ကိုနိုင်ရဲလင်းဟာ MW တနက်တက်ကြီးပေါက်၄ခု 5.56G 900တောင်းနဲ့လက်ပစ်မိုင်းတစ်လုံးတို့ကိုယူဆောင်လာကအလင်းဝင်ရောက်ခဲ့တယ်လို့သိရပါတယ်။ အဲ့ဒီလိုမျိုးလက်လက်တွေယူဆောင်လာပြီးအလင်းဝင်ရောက်လာတာကြောင့်ရင်းမပေးခိုင်အမှတ်31တရင်ကတရင်မှုဥပါချမ်းကငွေကျပ်390ချိမြင့်ပြီးထောက်ပတ်ခဲ့တယ်လို့သိရပါတယ်ရှင်။အခုနောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ထိုင်းနိုင်ငံချင်းမိုင်မြို့မှာចောင်းသားចောင်းသူ3ဦးကိုအုပ်စုဖွဲ့ဓာခုံမှုကျူးလွန်နဲ့မြန်မာလူငယ်15ယောက်ကိုဖမ်းမိပြီးလို့မနေ့ကစက်တင်ဘာလ16ရက်နေ့မှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာချင်းမိုင်ရဲတပ်ဖွဲ့က ဒုတိယရေးချုပ်ဘိုဂျုံကြီးပရာချုပ်ကပြောပါရယ်ပြီးခဲ့တဲ့စတင်မာလာ16ရက်နေ့မှာ24နာရီဖွင့်လှစ်ထားတဲ့ချင်းမိုင်မျိုးစံကန်ဖိုင်ရက်ွက်မှာရှိတဲ့အဝိရှော်ဆိုင်နဲ့စတိုးဆိုင်ရှိမှာចောင်းသားចောင်းသူ၃ဦးကိုလူတချို့ကအုပ်စုဖွဲ့ပြီးဓားနဲ့ခုတ်ကထွက်ပြေးသွားတာဖြစ်ပါရယ်အဲ့လိုအခင်းဖြစ်ပွားခဲ့တဲ့နေရာကိုချင်းမိုင်ရေးတပ်ဖွဲ့ကစတင်မာလာ16ရက်နေ့မနက်ပိုင်းကတွားရောက်စစ်ဆေးပြီးလိုက်လံရှာဖွေဖမ်းဆီးခဲ့ရမှာ ဒါခုံမှုကိုဥဆောင်ကျူးလွန်ခဲ့တဲ့အသက်25နှစ်အရွယ်ဆိုင်းအိုက်မောင်းခေါ် M အပါဝင်အသက်14နှစ်ကနေ30ကျော်အရွယ်မြမလူငယ်15ယောက်ကိုဖမ်းဆီးရရှိခဲ့တယ်လို့သိရပါတယ်။အဲဒီလူငယ်တွေရဲ့အုပ်စုဖွဲ့ဒါခုံမှုကြောင့်ကျောင်းသားကျောင်းသူ၃ဦးတန်ရာရရှိခဲ့ပြီးအသက်၁၄နှစ်အရွယ်ကျောင်းသူ၃ဦးကတော့လက်ကဝတ်ပြတ်သွားတဲ့ကြောင့်ပြတ်ဆက်ထားရကစိုးရင်ရတဲ့အခြေအနေရှိနေပါတယ်။အုပ်စုဖွဲ့ပြီးရာဇဝတ်မှုကျူးလွန်ခဲ့တဲ့မြန်မာလူငယ်၁၅ယောက်ကို ထိုင်းရဲတပ်ဖွဲ့ကပြင်းထန်တဲ့ကိုထီလက်ရောက်ကျူးလွန်မှုလူငါးဦးနဲ့အထက်ကျူးလွန်ရန်ပူပေါင်းကြံစီမှုနဲ့လက်နက်ဓားကိုက်ဆောင်မှုတို့နဲ့အမှုဖွင့်ထားပြီးတရားစွဲဆိုထားကပြစ်ဒဏ်တွေချမှတ်ပြီးရင်လည်းပြည်နယ်တပ်ပေးမယ်လို့သိရပါတယ်။ဒါအပြင်ထိုင်းနိုင်ငံချင်းမိုင်မြို့မှာ Black Lotus Guy နဲ့ကိုသုံးလုံး Guy လို့အမည်ပေးထားတဲ့မြန်မာလူငယ်တွေက အုပ်စုဖွဲ့ရိုက်နှက်မှုတွေအနိုင်ကျင့်မှုတွေကိုကျူးလွန်နေတယ်လို့လည်းသိရပါတယ်ရှင်။ ါကတော့ရန်ကုန်ခေတ်သစ်ရဲ့နေ့လည်ခင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကျွန်မကတော့ရှားပါ